တနင်္ဂနွေသားမီးများတွင်2015ခုနှစ်ကနောက်ဆုံးလက်ကျပ်နှစ်လတာဖြစ်တဲ့နိုဝင်ဘာလနဲ့ဒီဇင်ဘာလဗီဒီဟောစတန်လေးကိုဟောပြောပေးမှာပဲဖြစ်ပါတယ်။တနင်္ဂနွေသားမီးများအနေနဲ့ဒီနှစ်လတာကာလအတော်အတွင်းမှာအလုတ်ကင်နဲ့ပတ်သက်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့တိုးတက်မှုတွေအောင်မြင်မှုတွေအဆင်ပြေမှုတွေ ရရှိလို့လာနိုင်လိမ့်မယ်လို့တွေးရပါတယ်။ထို့အတူပဲဒီနှစ်လတာကာလတော်အတွင်းမှာနေရာထိုက်ကင်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့စီစဉ်ဆောင်ရွက်နေတဲ့သူတွေကလည်းပဲအဆင်ပြေပါလိမ့်မယ်။နောက်ကြီးခဲ့တဲ့သူတွေနဲ့ပတ်သက်တဲ့ကိစ္စရက်တွေမှာလည်းပဲအဆင်ပြေနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်တစ်ခုကဒီနှစ်လတာကာလတော်အတွင်းမှာပညာရေးပိုင်းဆိုင်ရာကိစ္စရက်တွေမှာအဆင်ပြေနိုင်ပါတယ်။ပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာ ိုးတက်အောင်မြင်မှုတွေရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်။ဒါ့အပြင်မိကောင်းဆွေကောင်းနေနဲ့ဆုံတွေ့ရတတ်တဲ့ဆရာသမားလိုပုံကိုယ်တွေရဲ့အကူအညီကောင်းတွေအကြံကောင်းဉာဏ်ကောင်းတွေကိုလည်းပဲရရှိစေတတ်ပါတယ်။နောက်ဘာသာရေးလှုပ်လှုပ်နေတဲ့သူတွေကလည်းဘာသာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာ တိုးတက်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။အတိတူးဉာဏ်တို့အတွေ့အကြုံအမြင်တို့တွေရရှိလို့လာနိုင်လိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ။ နောက်တစ်ခုကတော့ဒီနှစ်လတာကာလအတော်အတွင်းမှာလူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်ပြီးတော့ညာတော်အဖြစ်အစဉ်ပြေတတ်ပါတယ်အဲ့တော့သူတစ်ပါးရဲ့အကူအညီကောင်းအဆောက်အအုံကောင်းလေးကိုလည်းပဲရရှိစေနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုအခုလိုကြည့်ရှုအားပေးနေပြီဆိုရင် ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ లై လုပ်ပေးပါအောင်။နောက် follow မလုပ်ဝသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။ဆက်ပြီးတော့ပြောပါမယ်။တနင်္ဂနွေသားသမီးများဒီနလာတာကာလတွင်မှာငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့မတည်ငြိမ်မှုတွေဖြစ်ပေါ်စေတတ်တဲ့ငွေကုန်ကြေးကြတွေညာတတ်တဲ့ပုံစံလေးတွေကိုတွေ့ရပါတယ်။ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ပြောဝဆိုရတာလေးတွေ ရှိနိုင်ပါတယ်။နောက်အဲ့လိုပဲဒီနလတာကာလာတော်တွင်မှာ မပြောပါတော့တဲ့ရံအတိုက်ခိုက်လေးတွေလည်းပဲကြုံရတတ်ပါတယ်ခင်ဗျာ။နောက်မှကျင်တာကတော့ခကြီးသွာလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာအစင်မပြေတာမျိုးလေးတွေအနေပါဖြစ်ပေါ်စေတတ်တယ်။နောက်သွားဒုက္ခပြေတတ်တယ်လို့တွေးရပါပဲ။နောက်ကိုယ်နှုတ်ကနေပြောတဲ့စကားလေးတွေမှာအပားလေးတွေပါတတ်တဲ့အတွက်ဒါပြောတာဆိုတာလေးတွေမှာ အဲသတိထားဖို့ဂယူဆိုင်ဖို့လည်းပဲမှာကြလို့ပါတယ်။ဒါအလို့ပဲဒီနလာတာ ကာလာတော်တွင်မှာအမှုကိစ္စလိုဟာမျိုးပြဿနာလိုဟာမျိုးလေးတွေဖြစ်ပေါ်စေတတ်တယ်။ဘယ်လိုကိစ္စဘယ်လိုပြဿနာမျိုးပဲရှိခဲ့ရှိခဲ့တော်တော်နဲ့မပြီးမပြတ်ပဲလေကြံ့ကြာခက်ခဲစေတတ်တဲ့ပုံစံမျိုးလေးတွေကိုပါတွေ့ရပါတယ်။ကဲဒါကတော့အရင်ဆုံးကျွန်တော်ကဗီရင်ကိန်းနဲ့ကြည့်ပြီးတော့လိုအပ်ထားလေးတွေကိုပြည့်စုံအောင်ဟောပြောပေးတာပါ။တနင်္ဂနွေသားမီးများဟာအခုဒီနိုဝင်ဘာနဲ့ဒီဇင်ဘာ နလာတာကာလာတော်တွင်မှာဘလုကံအခွင့်အလန်းကောင်းနေရလာနိုင်မလဲ နောက်ဘလို့ရေရရာတွေကိုစောင့်ရဲသိမှတယ်လဲဆိုတာကိုနောက်တစ်ချိန်ကျွန်တော်တေရော့ကန်လေးအခု DJ အဲတေရော့ကန်လေးစပြီးတော့ကျွန်တော်ချိုးကြည့်ပေးပါမယ်အဲ့တော့အခုအရင်ဆုံးကကျွန်တော်ဗီရင်ဂိမ်းနဲ့ကြည့်ပေးတယ်အခုဆက်ပြီးတော့တေရော့ကန်နဲ့ကြည့်ပြီးတော့ဟောပြောပေးအောင်ပါပဲဖြစ်ပါတယ်တဝူးချင်းတယောက်ချင်းရဲ့ဂိမ်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီရင်ဟောစတန်လေးကိုကျွန်တော်ပို့ပေးတယ်နောက်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်လိုအပ်တဲ့ရေရရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံမှုသောကတဝူးကိုနှစ်ပေါင်းချက်ယူပါတယ် ယ်ခင်ဗျာ။နောက်ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကအခုနိုဝင်ဘာလလာဇန်းပိုင်းနေကျွန်တော်ရန်ကုန်မှာရှိပါမယ်။ကျွန်တော်နဲ့အပြင်မှာလူတွေ့လာရောက်တွေ့ဆုံမေးမြန်းခြင်းနဲ့မိတ်ဆွေများကကျွန်တော်ကိုကြိုတင်ဆက်သွယ်စီရင်ပေးပြီးတော့လာရောက်တွေ့ဆုံမေးမြန်းလို့ရပါတယ်။နောက်တစ်ခုကတော့ကျွန်တော်နာမည်နဲ့ video application လေးလုပ်ထားတာရှိပါတယ်။ Play Store မှာ Soyan Thon ဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ video application လေးကို download ဆွဲက ကျွန်တော်နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily အဟောတွေကိုနေ့စဉ်နေ့တိုင်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဒါအပြင်တပတ်စာဟောစရာတွေတလစာဟောစရာတွေတစ်နှစ်စာဟောစရာတွေကိုလည်းပဲတစ်နေရာထဲမှာတစုရဲတစည်းရဲကြည့်လို့ရအောင်တင်ပေးထားပါတယ်အခမဲ့ဒါဝေရောက်ကြည့်ရှုလို့ရတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ မိတ်ဆွေသားကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ကျွန်တော်ရဲ့ billing application လေးကိုနှိမ့်စင်ကြည့်ရှုအားပေးတဲ့မိတ်ဆွေများကကျွန်တော်ရှိမှာဒါမေးခွန်းတစ်ခု billing မေးလို့ရပါတယ်ကျွန်တော်ကဒါမြစ်တာနဲ့ပြန်လဲတုံ့ပြန်ပြီးတော့ဟောပြောပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ billing application လေးကို download download ဆွဲထားတဲ့ပုံလေးကို screenshot ရပြီလို့ရှိရင်ဒီရဲ့ post out မှာဒါ comment တွေပါပေါ့เนาะမှန်ပြီလို့ရှိရင်သိလို့တဲ့မေးခွန်းလေးတစ်ခုကိုမေးနိုင်ပါတယ်ခင်ဗျာ ကဲကုဆက်လက်ပြီးတော့တနင်္ဂနွေသားမိများအတွက်ဒီလက်ချက်နှစ်လားတာရဲ့ကံကြမ္မာအခြေအနေလေးကိုတဲရော့ကန်လေးနဲ့ကျွန်တော်ကြည့်ပြီးတော့ဟောပြောပေးပါမယ်။တနင်္ဂနွေသားမိများခင်ဗျာအခု2025ခုနှစ်ကလက်ချက်နှစ်လားတာ ကာလာတော်တွင်းမှာသိတာထင်ရှားတဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။လုပ်ငန်းကိုင်ငန်းပိုင်းတွေနဲ့ပတ်သက်ပြီးတော့ အလွန်တရာကို အစဉ်ပြေလာနိုင်မယ်လို့တွေးရပါတယ်။ကိုယ်လုံငန်းအကိုင်နိုင်ရဲ့အသီးအပွင့်တွေကိုခံစားရတတ်ပါတယ်။နောက်ဘယ်ကိစ္စကိုပဲဖြစ်ဖြစ်မြင်မြန်ဆန်းဆန်းစဉ်းစားသုံးဖြတ်ပြီးတော့ဒါအခွင့်အရေးတွေကိုလက်လွတ်မခံဘဲအသုံးချပြီးတော့လုံခြုံဆောင်ရွက်ပါလို့လည်းပဲကျွန်တော်အနေနဲ့အကြံပြုပေးလိုပါတယ်။ခေါင်းပူစရာ စိတ်ရှုပ်စရာလေးတွေအခက်အခဲပြဿနာလေးတွေရှိနိုင်တော့လည်းပဲတတ်နိုင်သလောက်ပျော်အောင်နေပါစိတ်ချမ်းသာအောင်နေပါ ဒါဆိုလို့ရှိရင်ပို့ပြီးတော့ကိုယ့်ရဲ့ကံနေကောင်းလာပါလိမ့်မယ်။ကိုယ့်အိမ်ကဖျားမှာဖျားပန်းမပြတ်ပါစေနဲ့အမြဲတမ်းလမ်းနေပါစေ။နောက်ခလေးငယ်လေးတွေကိုမုံဝဲကြွေးတာတို့ကစားစရာဝယ်ပေးတာတို့လုပ်ပေးပါ။ကိုယ့်ကြောင့်ခလေးလေးတွေပျော်နေရလေကိုယ့်ရဲ့ကံနေကောင်းလာလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ။မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။အောက်ဘက်မှာကွန်မန့်လေးတွေမှန်းခဲ့ပေးပါဦး။ like share လေးတွေနဲ့ကျွန်တော်ကို 阿威故意在嘛？我跟你讲，阿龙我除非结束对吧？